မ်းမြှော်နေချက်ကကြားဖြန့်ရာသွေးလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေကိုကရင်မျိုးသားအစည်းအရုံး KNU အနေနဲ့ဖော်ထုတ်အရေးယူပေးဖို့နှစ်နဲ့ချီကြန့်ကြာနေတယ်လို့ကရင်ရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။ KK ဘက်လိုတရုတ်ကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်သူတွေကိုဖော်ထုတ်အရေးယူပေးဖို့ KNU တက်မှ9နဲ့ကရင်ရပ်ဖက်အဖွဲ့အစည်း68ဖွဲ့က2023ခုနှစ်ဧပြီလမှာကျင်းပခဲ့တဲ့18ကြိမ်မြောက် KNU ကွန်ကရစ်မတိုင်ခင်တွေကတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ KNU ကနေပြီးတော့ Survey Committee တခုဖွဲ့တယ်လို့ကျွန်တော်တို့သိရတယ်။နောက်ဒါပေမဲ့ဘသူတွေကဥဆောင်တယ်လဲပြီးလို့ရှိရင်ဘယ်လိုပုံစံမျိုးနဲ့လုပ်တယ်လဲနောက်ပြီးလို့ရှိရင်ကကောသူတို့စုစည်းရေးနဲ့ပတ်သက်တဲ့ reset ကကောဘယ်လိုထွက်တယ်လဲဆိုတာကတော့ဟိုကျွန်တော်တို့မသိဘူးပေါ့နော်မသိဘူးအဲ့ဒီနောက်ပိုင်းမှာ KNU အနေနဲ့ကတော့ကျွန်တော်တို့တွေ့ရတာကအာ statement ထုတ်တယ်ပေါ့နော်ဒီအဖွဲ့အစည်း အအနေနဲ့ဒါဒီလောကပတ်သက်ပဲပတ်သက်မှုမရှိဘူးလို့ထုတ်ပြန်တယ်ဗောနော်အဲ့ဒါကလည်းအဖွဲ့အစည်းအနေနဲ့ပတ်ဝင်ပတ်သက်မှုမရှိဘူးဆိုတာကတော့ကျွန်တော်တို့နားလေတယ်ဒါပေမဲ့ထိတိကောင်းဆောင်တချို့ပါဝင်ပတ်သက်နေတဲ့နာမည်ထွက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှစီရှင်လင်းလင်းဟုတ်ကဲ့တိပြည်သူလူထုကိုချပြတာမရှိသေးဘူးပေါ့နော်သူတို့ပြည်လူထုကလည်း KNU ကဒီဟာနဲ့ပတ်သက်ဒီကြံပြလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှဆီဆီလင်းလင်းဖြစ်တယ်ဆိုတဲ့ဟာကိုပြသဖို့လူချင်းနေပေါ့နော် PNU ဘိုဟိုက2023ခုနှစ်ဧပြီလ28ရက်နေ့ရက်စွဲနဲ့အကြောင်းပြန်ခဲ့တဲ့စာထဲမှာတော့အဖွဲ့အစည်းရဲ့စီမင်းစည်းကမ်းဥပဒေနဲ့မလွတ်ကင်းတဲ့တရားဝင်စီးပွားရေးလုပ်ငန်း၊မွေးရစေဝါ၊လူမောင်ခိုကူးစတဲ့လုပ်ငန်းတွေမှာပါဝင်ပတ်သက်တယ်လို့ယူဆရသူတွေကိုစုံစမ်းစစ်ဆေးမှာဖြစ်ပြီးပတ်သက်မှုရှိတယ်လို့ထင်ရှားရင် KNU ရဲ့ဥပဒေနဲ့အညီအရေးယူမယ်လို့ဖော်ပြထားတယ်လို့ဆိုပါတယ်။တရားဝင်လုပ်ငန်းတွေနဲ့ပတ်သက်တယ်လို့ယူဆရသူတွေထဲမှာ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးစောကျော်နေရတာစောတို့ဆို KNU ကာကွယ်ရေးဝန်ကြီးဟောင်းဖတို့စောရော်ကြခင်တပ်မခွနဲ့တပ်မမူဟောင်းဘုံမှုချုပ်စောဖော်တို့တပ်မလီဘိတ်ထဝဲခရိုင်အတွင်းရင်မှုစောတင်စိုးခေါ်ဖတို့စောအေနာတို့နဲ့ဘုံမှုကြီးစောဖချောတို့ပါဝင်ပြီးသူတို့ငါးဦးကိုစုံစမ်းစစ်ဆေးမှဖြစ်တယ်လို့ဆိုပေမဲ့အခုချိန်ထိထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး ဒါအပြင်လက်ရှိကြားဖြတ်ငွေလိမ်လုပ်ငန်းတွေနဲ့နာမည်ကြီးနေတဲ့ KK ဘတ်တရုတ်မြို့တစ်စီမံကိန်းမြေငားစာချုပ်လက်မှတ်ရေးထိုးသူတွေထဲမှာမြေငားပေးသူအသီးသက်တွေနေရာမှာလက်ရှိ KNU ဩဂဒပရိုဆော့ဝဲဒူဝင်းနဲ့စောရောကြခင်တို့က KNU ဘန်နာရေးကော်မတီဗဟိုအနေနဲ့လက်မှတ်ရေးထိုးခဲ့ကြတဲ့မှတ်တမ်းတွေလည်းပေါ်ထွက်ထားတာဖြစ်ပါတယ်။ရပ်ပုံမှတ်တမ်းတွေအရပရိုဆော့ရောကြခင်ဟာပွမ်းရတရုတ်ကုမ္ပဏီနဲ့စီမံကိန်းအုံမြင့်ချလက်မှတ်ရေးထိုးပွဲအခမ်းအနားကိုတက်ရောက်ခဲ့သလို ခန်းအားဆိုင်ဖို့မှာလဲ KNU နာမည်ပါရှိတာကိုတွေ့ရပါတယ်ဒီကိစ္စကအစကတည်းကမဟုတ်တာသူတို့ဘာမှလည်းလုပ်မှာမဟုတ်ဘူးလုပ်ပြတာပဲရှိတယ်သူတို့ကလုံးဝမလုပ်ချင်တာဟိုရက်ဖက်အဖွဲ68ဖွဲ့ကပြားပေးလို့သာသူတို့လိုက်လုပ်နေရတာလုပ်တာလည်းသူတို့ပဲသူတို့ပဲပြန်စုံစမ်းနေဆိုတော့မဖြစ်နိုင်တော့ပါဘူးဤလာကန်လုပ်ချင်လို့ဒီဟာကိုလုပ်ပြတာကြမ်းကြတာလည်းမဟုတ်ဘူးလုပ်ကိုမလုပ်ခဲ့တာအခုကြားဖြန့်ကဘီဂျက်ကရောမင်းအောင်လိုင်းကရောတရုတ်ကရော ထိုင်းကရောဖမ်းမယ်တဲ့တကယ်လုံနေတဲ့သူတွေကိုမဖမ်းပဲခေါ်ခံထားတဲ့သူတွေကိုဖမ်းပြတာလုံနေတဲ့သူတွေကို ပြန်ကိုင်းမှာတော့ဖယ်မိတော့မယ်ပြင်းပြင်းနဲ့တဲ့မှာကြားဖြတ်လုပ်ငန်းတွေအပြင်အမြင့်တွယ်ကြီးထွားနေတဲ့ငွေစည်းဝါပြဿနာနဲ့အတူလက်စားမှုနဲ့လောင်းကစားမှုပြဿနာတွေကိုအပိသက်နှိမ်နှင်းစေချင်တယ်လို့ကင်းအရက်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်ကြားဖြတ်နဲ့ပတ်သက်တဲ့သူတွေကိုဖော်ထုတ်အရေးယူပေးဖို့ကြံ့ကြာနေတဲ့အပေါ် ARN နဲ့ KNU ရဲ့နိုင်ငံခြားရေးတာဝန်ခံ တရင်းနဲ့ပြန်ကြားရေးတာဝန်ခံတွေကိုဖုန်းနဲ့အချိန်ချင်းဆက်သွယ်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူးဒီကိစ္စကဒီလိုမဖြစ်ပေါ်ခင်တဲ့ကနာမည်ဆူဆူဝါဝါကြီးကြီးကျယ်ကျယ်လုံးမဖြစ်ခင်တဲ့ကကျူတီတိရဲ့သားနယ်ကိုသူတို့ကပါဖြစ်လို့ကြိုက်တော်မှုမလုပ်ခဲ့တဲ့လေအရေးမယူခဲ့တဲ့လေနော်ဆိုတော့ဒီမှာကမင်းဆရာရှိတာကရင်းညူကတော့နော်သူတို့ကိုယ်တိုင်ပတ်ဝန်းမှုမရှိဘူးဆိုပြီးတော့မှစာထုတ်ထားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မင်းဆရာရှိတာက KNU ထုတ်တဲ့စာအတိုင်းကကောဟုတ်ပါသလားပေါ့ကျွန်တော်ပြောချင်တာကတော့ KNU ဖွဲ့စည်းအနေနဲ့ကတော့ပါဝင်ပတ်သက်မှုမရှိဘူးလို့တော့ကျွန်တော်ယုံကြည်တယ်။ဒါပေမဲ့လည်းတတိပုဂ္ဂလတွေပါဝင်ပတ်သက်နေတာကတော့တက်စီရထောက်ထားတချို့အာတချို့တော့မကတော်တော်များများကျွန်တော်တို့ကိုထွက်လာတာကျွန်တော်တို့တွေ့ရတာပေါ့နော်။ဒီဟာကိုနော်လူတို့ကြားထဲမှာသတိကြရှိရှိလေးလေးကြိုက်တွေ့ပြီးတော့မှချပြတဲ့ဟာတော့ကျွန်တော်တို့မတွေ့ရတဲ့အတွက်အခုတည်းထိကျွန်တော်တို့မတွေ့ရတဲ့စိတ်မကောင်းဘူးပေါ့နော်။